ဒီတစ်ခေါက်ကလည်း2022ခုနှစ်လပိုင်းမှာမိထားတဲ့နောက်ဆုံးအဲနောက်ဆုံးမဟုတ်ဘူးသူက၅ပုတ်ရှိရဆိုရွံပံပေါ့လေနော်အဲ့တော့ဂျိုးဟိုးပုတ်စာလေးပါအဲ့တော့ဂျိုးဟိုးကလုံးဝလုံးဝမှလေး free အမှတ်ပေးနေရမျိုးအဲ့တော့ free အမှတ်ပေးနေရမျိုးဆိုတော့ရအောင်ယူရမယ်ပေါ့လေနော်အဲ့တော့အရင်ဆုံးဘာမှမဖတ်ခင်ပါကွာဘာကြောင့်ရေးနေရလဲဆိုတာလေးသိအောင်လို့ပေါ့နော်ဒါလေးအရင်ဖတ်ကြည့်အောင်อีกาวะออกมาไปได้ဒီ box လေးပေါ့เนาะဒီ box လေးอ่ะလေးတဲ့အတုခိုင်ဆန်တို့ဆိုင်ရင်ကတခုတော့ company မှာရှိတဲ့ဝန်ထမ်းတွေညာနေပြောมาတဲ့ဘစ်ကျွန်တော်ခါတော့ဆိုင်ရင်ဒီတခြားဌာနမှာရှိရဲ့ပေါ့เนาะဝန်ထမ်းတွေစီ ਉਹ တဲ့ ဥက္ကတမေးတွေတဲ့အရုတရားတို့လေးရဲ့အဓိပ္ပာယ် desk ဆိုတော့ပို့ပေးလိုက်တဲ့ mail လေးပဲဖြစ်ပါတယ်ပေါ့လေနော်အဲ့တော့တယောက်တော့သူကနေမှာကွာတခြားဌာနစီစီကိုပို့လိုက်တဲ့ mail ပေါ့လေနော်အဲ့တော့ထားလိုက်တော့ကိုတိသွားအေးလေနော်ဒီသူတို့ဝန်ထမ်းတယောက်ကနေပြောမှာကွာတခြားဌာနမှာရှိရဲ့ဝန်ထမ်းတွေကိုမေးပို့လိုက်တယ်ပေါ့အဲ့တော့အဲ့အကြောင်းအရာလေးသိသွားပြီအဲ့တော့အဖြေလေးကိုကြည့်အောင်ခုနမေးတို့တဲ့ထိုးရဝစေဒေတို့ခုတော့နာနေကဒီမေးမှာထိုးရဝစေဆိုတဲ့စုံစမ်းမေးမြန်းနေရမျိုးပေါ့လေနော်အဲ့လိုမျိုးစုံစမ်းမေးမြန်းနေပါတယ်ဆိုတဲ့အကြောင်းအရာကဘယ်ဟာဖြစ်မလဲတိတိတုံးလေး 三百，三三百，三，共三，共百，三，啊三呢？六十啦，十呢？共三呢？共三呢？呢？海，那，那你看看哪些呢？中百，中百，哦，我丢脸啊！中百。 အမမကြောက်ဘူးတိဟုတ်တယ်ဟုတ်လားအော်အမမကြောက်အဲ့ကြောင့်လို့ခဏ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 လို့ပြောသူပြောတာဟုတ်အော်ရုံးပန်လားဝေးရလိုက်အော်အေးမဟုတ်ဘူးယူရလေသူတခါတလေရှမ်းသွားတတ်တယ်ဒီလားသူတချို့ခတ်တယ်လို့ပြောလို့ရှင်အဲ့ဒါမားလောက်တယ်နော်လို့ထင်ရင် तू ကမှန်တယ်ဒါလွဲတယ်နော်ဒါမှန်ရမယ်လို့ပြောရင် तू အဲ့ကကြိုးအိုးနင်းခွနင်းဖြစ်သွားပြီမှာ तू ဘာလို့မားသွားလဲမသိဘူးနော်အဲ့တော့ကြည်နေရောဝေးပြလိုက်အောင်စာမေးရမယ်ဆိုခဏကြီးကြပါနော် တော့ဒီမှာဆိုရင်ဒီမေးမှာသူတို့ရွာဝဆဲလောက်ထားတဲ့အကြောင်းအရာဘာအကြောင်းအရာဖြစ်မလဲပေါ့နော်နံပါတ်1ကဒီမှာကြည့်လိုက်ရင်တင်းနေနေနေလေးမှာနည်းနည်းလေးစင်နေတွေ့လိုက်ဒီမီရာရှိုကိုက်ဆိုပြီးတော့မှလေးနော်ဒီမီရာရှိုကိုက်ဆိုတဲ့သူတို့တခုခုကုမ္ပဏီနာမည်ပဲဖြစ်ဖြစ်ပေါ့လေနော်သူတို့ရဲ့ဒီအဖွဲ့အစည်းတခုခုဟာလေးဖြစ်နေမှာပေါ့လေအဲ့ဒီမီရာရှိုကိုက်မှာဆိုလို့ရှိရင်စိုင်ချွန်တို့ယောတေယိုရီဟာယကုရှိုဟင်တက်ကီတို့ကဒီမီရာရှိုကိုက်မှာဒီပထမဦးဆုံးပေါ့နော်ယောတေးလောက်ထားတာထက်မြန်မြန်လေး노ဟင်လောက်နိုင်လားလို့ပြောတယ်အဲ့တော့ နိုးဟင်းကိုလေဆောင်မမေးတော့ဘူးဆိုပေမဲ့အရန်မေးကျင်လာလို့မလို့မေးလိုက်အောင်မယ်နိုးဟင်းကိုပြောဘူးလေနော်ဟိုရှင်ခန်းဆန်းမာစတာဖတ်တုံးကလေဘာတဲ့လဲပြောဘူးလေနော်မှတ်မိသေးလားလေပစ္စည်းရောက်တာလားဝယ်တဲ့ပစ္စည်းကိုပို့ပို့နဲ့ချိန်ဟုတ်ဟုတ်တယ်ဟုတ်တယ်အိုကူရုဆိုတဲ့အိဗယ်နဲ့အတူတူပဲဟုတ်တယ်ဟိုက်တတ်စလို့လို့လောက်တာတို့ဘာလို့လဲအတူတူပဲပေါ့လေနော် no hint ဆိုလို့ရှိရင် तू ကအဲ့လို ုံပစ္စည်းကိုပဲသုံးလို့ရတယ်ပေါ့နော်တခြားပစ္စည်းသုံးလို့မရအောင်အဲ့လိုစက်ယုံကနေပါညာတရကားကနေပြီးတော့ပစ္စည်းမာလိုက်တယ်မလားအဲ့ပစ္စည်းကိုကိုကပို့ဆောင်မဲလို့ဘာလို့ညာလို့ပေါ့နော်အဲ့လိုမျိုးပစ္စည်းပြောတဲ့ဟာမျိုးကို no hin လို့သုံးတယ် အဲ့တော့ပစ္စည်းရောက်နိုင်မလားမရောက်နိုင်ဘူးလားပေါ့လေနော်မြန်မြန်လေးပစ္စည်းရောက်နိုင်မလားဆိုတော့ပစ္စည်းပို့ပေးနိုင်မလားမပို့ပေးနိုင်မလားပေါ့အဲ့ဒါကိုပြောချင်တာအဲ့တော့အဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မမထိုးရွားဆဲလောက်တာလားပေါ့လေနော်အဲ့တော့ဒီဟာဘာအကြောင်းပြောသွားလဲဆိုတော့တိတ်လေးအကြောင်းပြောသွားတယ်တွေ့လိုက်ရိုသေးလို့ပြောတာဖြစ်တော့ကြောင်မလို့ဟောပါတော့ကွာအစအစီစဉ်ကဒီဒီလပေါ့နော်20ရက်နေကိုပစ္စည်းပို့ဖို့လောက်ထားတယ်ကွာဒါပေမဲ့လည်းအခုဒီမေးထဲမှာကြာအဲ့ထက်ပိုးမှစောပြီးတော့မမပစ္စည်းပို့ပေးနိုင်မလားလို့မေးတာမျိုးဖြစ်နေတာပေါ့လေနော်အဲ့တော့နံပါတ်1ကအချိန်နဲ့ပတ်သက်ပြီးတော့မပြောတယ်နောက်နံပါတ်2ကကြတော့ဒီမီရာရှိုးကိုက်မာရဲ့တဲ့ကီဘုတ် စရကကကလို့ပြောထားပြီးတော့ကျွန်တော်တို့တန်ဖိုးအကြောင်းပြောသွားတယ်။တွေ့လိုက်ကွဲလွဲချက်လေးနော်။နံပါတ်1ကအချိန်နဲ့ပတ်သက်ပြီးတော့ပြောသွားတယ်။နံပါတ်2ကကျတော့ဈေးနှုန်းနဲ့ဒီဘောနော်တို့ခံမှန်းထားတယ်ဘယ်လိုလဲမျောလင်းထားတဲ့ဈေးနှုန်းနဲ့ပေါ့လေနော်ရွှေဟင်းလုတ်ပေးနိုင်မလားပို့နိုင်မလားမပို့နိုင်ဘူးလားဆိုတဲ့အကြောင်းကိုပြောထားတာအဲ့တော့သူ့ရဲ့ထွေးရပါဆရာခက်ခက်ကုနဲ့ပတ်သက်ပြီးမှပြောမှာလားပေါ့လေနော်နောက်နံပါတ်3ကျတော့ငါးလပိုင်းဟတ်စက20ရက်နေ့မှာတဲ့မီရာဆိုကိုင်ရဲ့ဒီဟာချီဂျူဟွန်လို့ပြင်မှာပေါ့နော်ဟတ် ဟုတ်လေဟာជីဂျူးဟွန်ရဲ့ဒီဗါတဲ့ရှိုးဟင်းနေအဲနိုဟင်းနေရောက်နိုင်မလားပေါ့နော်တကယ်တော့လေ तू ကပုံမှန်ဆိုလို့ရှိရင်ဟောလို့ဆယ်လုံးဆိုလို့ရှိရင်ဂျွတ်ပုံလို့ထွက်တယ်ဟုတ်တယ်မလားဒီမှာဆိုလို့ရှိရင်လည်းပဲဟာជីဟာဟာချီဂျူပုံလို့ဖြစ်မှာပေါ့နော်ဟာချီဂျူပုံလို့ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲတော့အလုံးအဲဒီမှာဟွန်သုံးထားတာဆိုတော့အေးပေါ့နော်ဒူလုံးရှိရှိလို့သုံးတာဆိုတော့ ပစ္စည်းအလုံး80လို့ပဲပြောရမှာပေါ့နော်အဲ့ပစ္စည်းအလုံး80ကိုနှုံးဟင်းလုတ်ပေးနိုင်မလားဆိုမှပြောတယ်အဲ့တော့ဒီမှာကဘာအကြောင်းပြောသွားရလဲဆိုတော့ငါးလပိုင်း20မှာဒီအလုံးအရေအတွက်80ပို့ပေးနိုင်မလားမပို့ပေးနိုင်ဘူးလားဆိုပြီးမှပြောသွားတယ်အပေါ်ကနေမတူနော်အပေါ်ကအချိန်နံပါတ်1ကပတ်စံနံပါတ်3ကကြတော့အလုံးအရေအတွက်ပါပါသွားမယ်ပေါ့လေနော်နောက်နံပါတ်4ကြတော့ခိုးရှူခွန်ရှူချူဆိုတော့ ူကကြတော့ဒီနံပါတ်3လိုမျိုးဘယ်ရက်ဘယ်ရက်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဒီတပတ်အတွင်းမှာပဲမီရာရှိုးကိုင်းမှာအလုံး30ပေါ့လေနော်အလုံး30 no hin လုံနိုင်မလားမလုံနိုင်ဘူးလားလို့ပြောတယ်အဲ့တော့ဘာဖြစ်လိုက်80ချောင်းဖြစ်မလား30ချောင်းဖြစ်မလားကြည်အောင်เนาะပြီးရင်လေဒီတော့လေမှာညာလေးက노희희와ဆိုတော့အဲ့ဒါကိုတစ်ချက်ကြည်မကြည့်မိလိုက်တာ။အော်အဲ့တော့ပြောင်းသွားပြီလားဖြေရ။ဟုတ်။အဲ့တော့စမ်း노희희와ငါးလပိုင်း20ခါဝါဒီအာဒီ 哦，ပြောင်းလာ誒နော်။ဆိုတော့မကြည့်မနေ။ Okay အဲ့တော့ကြာကြည့်မယ်ဆိုရင်အဲ့တော့မေးပုစာတွေကတုံယုံတန်ယုံဆိုလို့ရှင်တော့ဘဒူကဘဒူပို့တယ်ဘဒူကဘဒူပို့လဲဆိုတော့အရင်ကြီးတော့ဟိုမေးခွန်းထဲမှာမေးထားရင်တော့လိုအပ်တယ်ပေါ့နော်။အခုကအဲ့လိုမျိုးမေးခွန်းကလည်းအဲ့လိုကြီးမေးထားမှာမဟုတ်ဘူးလေနော်။ဒီမေးကဘာဘာဘာနဲ့ပတ်သက်ပြီးမှထွေရပါဆဲလုထားရလဲလို့မေးမေးတာဖြစ်တော့ကျွန်တော်တို့ဒီလိုမျိုးအသေးစကီတို့ခမ်းမေးတို့ဘာလို့ဆိုလို့ရှင်အထူးတလေကြည့်စရာမလိုတော့။ဘာလို့ထွေရပါဆဲလုတဲ့နိုင်ရော့ကိုပဲတင်ရပြီ။ဘာလို့ဒါမဲ့လဲ ဟိုဗာလဲဖလိုက်ပေါ့လေနော်အသေးစကိဆိုလို့ရှိရင်ကိုပို့မဲ့သူရဲ့ဟိုဘက်ကဟိုဘက်ကလိပ်စာပေါ့လေနော်ခမ်းမေးဆိုလို့ရှိရင်အကြောင်းအရာဘာအကြောင်းအရာနဲ့ဒီမေးကိုပို့တာလဲပေါ့လေနော်အဲ့တော့ကြည့်အောင်နန်ဒေမိုဟာဆာမီဆိုတဲ့ဒီမျက်တောင်ဖွင့်ပေလေးပေးထားတယ်ပေါ့နော်အဲ့တော့ဒါလေးကတဲမောင်တစ်ခုဖြစ်နေတာပေါ့နော်ဒီဟာရဲ့မီရာရှိုကိုင်အေနော်ရှိုဟင်းဒီစီတဒီမီရာရှိုကိုင်ကိုလုံမဲ့ပေါ့နော်ပစ္စည်းနဲ့ no him ပစ္စည်းပို့တာနဲ့ပတ်သက်ပြီးတော့မှရေးထားတာပါတဲ့အချိန်အနေနဲ့ဆိုလို့ရှိရင်ရှီကတ်ဆောင်ဂျင်ကြီး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 ကိုဂျူကော့ဖုန်းလို့ပေးထားဆိုတော့ 4လပိုင်း30 17လပိုင်းအဲ17နိုင်55မိနစ်လို့ပေးထားတယ်ဗောနော်အဲ့တော့ဒီသူတို့ရဲ့ဌာနပေါ့လေနော်အဲ့တော့ဒါကြီးကတော့ထားလိုက်ပါတော့မယ်လေဟိုစကိုင်းဆမ်းမနဲ့ဒါလည်းမလို့တော့ပုံမှန်ဆိုရင်မေးဖို့ရယ်ဆိုလို့ရှိရင်လေအားလုံးအရှိမဆိုလဲပါတယ်ဟုတ်တယ်မလားတကယ်ချင်းချင်းမေးဖို့ရယ်ဖြစ်တခုခုစုမုံကောင်းတောင်းပေးရအားဘာညာတရကာကြီးဆိုရင်အပေါ်မှာအိုက်ဆတ်စုလုပ်တဲ့အကြောင်းတရားပေါက်ပါတယ်ကွာပြီးကြရင်တော့အခုအချိန်နေလေးကဘာဆိုရလေးပါပြီးတော့မှမပြောချင်တဲ့အကြောင်းကစတဲ့ကဲဆိုပြီးတော့မှစတယ်လေနော်အခုဒီဟာကကြတော့လေဒါကဘာဖြစ်လို့မပါရလဲဆိုလို့ရှိရင် သူတို့ရဲ့ဌာနသူတို့ယုံကြီးမှာရှိတဲ့တခြားဌာနကိုပဲပို့တာပို့တယ်မေးမျိုးမလို့ပေါ့နော်လိုအပ်တဲ့အချက်လောက်ပဲရရပြီဟိုလိုအလာပါတလာပါတာချောင်းမာချောင်းနေပေါ့နော်အိုက်ဆက်ဆိုနေလို့ဆရာမလို့အဲ့အတွက်ကြောင့်မို့သူကစကိုင်ဆာမာဒေးစလောက်နေပဲထည့်ထားတယ်ပေါ့လေနော်အဲ့တော့ဟိုအိုက်ဆက်ဆက်လုပ်တဲ့စာချောင်းမျိုးတွေတို့နာအိုတွေတို့ဘာတွေတို့ပါဖို့ကတွေ့ရမှာမဟုတ်ဘူးညာလိုက်အဲ့တော့ခုဒီမှာဆိုလို့ရှိရင်သူက お疲れ様ですね、サタリ。6月18日発売、ルビオタイボの。チャオラバイン、サンガイエニ、発売、サティン、ヤンチャメ、ソレ、ディメタン、フェンペイ、ディピ,ピーシーリピーマボの。なんでも、ハサミ、ソレ、キサリネ、パタビルリレ,レ。ミラー紹介の担当者から連絡がありました。ディミラ紹介エボの担当者、ピテ、ルシアニブオマ、サトイラゲバレレ。価格についての問題は解決しました。えろ、 ခကကုဆိုတဲ့ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့တော့သူကခိုက်ခစ်လုတ်ပြီးတော့ပြီလို့ပြောတာဖြစ်တော့ကြောင့်မလို့ဒီမေးရသေးကြပေါ့ခိုက်အဲခကကုနဲ့ပတ်သက်ပြီးမှထိုးရဝစေမဟုတ်တော့ရလိုက်ဘာဖြစ်လို့လဲလို့တည်ချင်းအနောက်မှာဂလို့ပြောထားပြောကြောင့်မလို့ရှေ့ကကိစ္စပြီးသွားအေးအနောက်ဒါကတော့လုံးဝဖြည့်ရှင်းပြီးသွားပြီဆိုပေမဲ့လို့ဆိုတော့ရှေ့ကကိစ္စထက်အနောက်ကကိစ္စကိုပိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1မှာလာတဲ့ကာကာကုနဲ့ပတ်သက်ပြီးတော့မှ노ဟင်းလုတ်တယ်မလုတ်ဘူးတွေဘာညာတတကာတွေနဲ့ပတ်သက်တဲ့မေးမဟုတ်တော့ဘူးဒါမှမဟုတ်အဲ့ဒါပြီးတော့ခါကျတော့အဲ့လိုမျိုးဖြစ်ပြီးဆိုပေမဲ့လို့လေ노ဟင်း ခါစုဆိုလေးတွေ့လိုက်ပစ္စည်းပို့ရမယ့်အရေးအတွက်နဲ့ပတ်သက်ပြီးတော့မှမာတဲ့ဆိုင်ရှင်တို့ရသေးပါကိုကြီးဟွန်လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့ပထမဆုံးအစီအစဉ်တော့ကကြတော့သူကအလုံး90ဒေဝနာကမဟုတ်တော့ဘဲနဲ့တဲ့ဟာချီကျူဟွန်နီဟန်ကိုစတဲ့ဟိုရှိအဲ့တော့ဗတ်တဲ့ဟိုရှိဆိုလို့ရှိရင်ဗတ်စေခြင်းနဲ့လို့ပြောခြင်းတာဟုတ်တယ်မလားအဲ့တော့ပြောင်းလဲစေခြင်းနဲ့လို့တော်တော့ကိုတည်းစတဲ့အဲ့လိုအကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့အစတုန်းကရောသေးက90အဲ့90အခုမဟုတ်တော့ဘဲနဲ့ လုံး80ပေါ့လေနော်ပြောင်းလဲခြင်းနဲ့ဆိုပြီးတော့မှမှအเจ้าရလေးဖြစ်ပါတယ်အဲ့တော့ဒီထုံတော့ခုတို့တဲ့ဆိုတဲ့ဟာလေးရလေးသူကဘာကိုပြောချင်တာလဲဆိုသူဒီမလေးအရှိမဒန်နာကူကအဒီမတ်စတာဆိုတာလေးတွေ့လိုက်သူစကားပလင်ခံထားတယ်ပေါ့နော်ဒီကုမ္ပဏီကနေပြီးတော့မှမှဒီတန်တိုးချစီကနေမှဒန်နာကူလာခဲ့တယ်အဲ့ဒန်နာကူကဘာလဲဆိုလို့ရှိရင်အခုဒီကကကူကနေစလိုက်တာကနေပြီးတော့မှမှဟိုရှိထီကသူ့ရဲ့ဆက်သွယ်လာတဲ့ဟာအဲ့ဒါကိုအခုဒီကုမ္ပဏီမှာရှိတယ်ပေါ့နော်တယောက်တော့ရှာအင်းက ဝင်ဌာနမှာရှိနေတဲ့လူတွေအကုန်လုံးကိုပို့ရတာဖြစ်လို့မို့လို့သူ့ရဲ့ဆက်သွယ်လာလေးကဒီလိုအကြောင်းအရာလေးပဲထုံတော့ကုတူဒေးဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဆိုပြီးတော့မှရှင်းလိုက်တာရလားကီလိုင်းအဲ့တော့ဒီအနောက်ကသုံးသုံးခုတ်တော့သေးဆိုတာကဒီလူကပြောလိုက်ရန်နောက်ကိုပေါ့နော်သူကဒီလိုအကြောင်းအရာလေးပါဆိုပြီးမှပြောလိုက်တဲ့ဟာပဲအဲ့တော့မမကီယိုဂျူနီဟန်တိုရှင်နာကေပါငါနာနိုင်တော့ဒီစကဆိုဒီတပတ်အတွင်းမှာတွေ့လိုက်ဒီဟာကဒီတပတ်အတွင်းရကျင်တာမဟုတ်ဘူးဒီတပတ်အတွင်းကိုသူကဘာလို့ခိုင်းတာလဲဟန်တိုပဲလုတ်ခိုင်းတာ ြန်ပြီးတော့မှဖြေချစီကျင်တာပေါ့နော်ပြန်လဲဖြေချားကိုဖြေချရမှာဖြစ်ပေမဲ့လို့ကြီးမခါရအခုကနေစပြီးတော့မှမအလုံးသုံးတယ်ဖူယောက်စုခုတော်ကခနိုဒေရှိုကဆက်ဆက်ချင်းမလား90မလားအခု80လိုကျင်တာဆိုတော့သူကအလုံး30ထပ်ဖြေရတော့မယ်လေနော်အဲ့တော့အဲ့အလုံး30ထပ်တိုးဖို့ကဖြစ်နိုင်ချေရှိပါသလားတဲ့အဲ့ဒါကို Benny reply ပြန်ရမှာလဲဆိုတော့ဒီတစ်ပတ်အတွင်းမှာ reply ပြန်ရမယ်ပေါ့နော်သူတို့က reply ပြန်လိုက်ပြီးတော့မှမအဲ့ဒီ company ကို ဘယ်နှစ်ရက်နေပို့အောင်မလဲဆိုတော့နိုဟင်ပီဝဆိုတော့ပစ္စည်းပို့ရမယ့်ရက်က9လပိုင်း20ရက်ပါတဲ့အဲ့ရက်ကတော့မပြောင်းလဲဘူးလို့ပြောတာဖြစ်ကြောင်မလို့ကွက်ကွက်ကွင်းကွင်း9လပိုင်း20ရက်နေမှာဒီကုမ္ပဏီကိုအလုံးအလုံး80ပို့ရမယ်ဆွေရိတ်ပဲပဲရလားโอเคလားအဲ့တော့နံပါတ်၄မဖြစ်နိုင်ဘူးဘာလို့မဖြစ်နိုင်လဲလဲကျိုးကျူးမှာဆိုလို့ရှိရင်နောက်နောက်ခုလုအဲဟန်တိုးပဲလုံုံပဲဟုတ်တယ်မလားပစ္စည်းယူမှာမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်၄ကကန်ဆယ်နံပါတ်1ဘာလို့မလဲဆိုတော့ your theory ဟာရကုလောက်ခိုင်းတာလဲမပါနေရဖြစ်တော့ကြောင်မလို့ဒါလည်းပဲမာတယ် ဲ့တော့အဖေကစမ်းပါโอเคလားရလာရင်အဲ့တော့သူပို့တဲ့လူတွေနာမည်ပေါ့လေနော်ဟိုက်အဲ့တော့ရှင်းလာရင်နားမလည်တာရှိလားဟိုက်โอเคနော်အဲ့ဒါဆိုရင်じゃあပြလိုက်ပါဘီ